စီရီယာအဖတ်ကိုဝင်းရံအဖြစ်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်များအားလုံးမင်္ဂလာပါခင်ဗျာဆာရီတို့ဆရာကြီးမင်းတိန်ကရေးသားတော့ကျွန်ုပ်နဲ့မိုးကောင်းတို့အမိရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာကျွန်ုပ်နဲ့မိုးကောင်းတနေ့တနားကျွန်ုပ်ဒီလွန်စွာချမ်းအေးလာတဲ့ဖြင့်မိဖို့ကမိဖို့အနီး၌ခွေးရှိပုကလေးကိုရှား၍မိလုံရင်ရှေးဟောင်းတရုတ်လူမျိုးတို့ဤလျှို့ဝှက်စမ်းကြဲသောပညာရဲ့စာအုပ်ကိုဖတ်ရှုနေလေ၏ ထိုဆောင်အုပ်မှာအဲဖရက်ဒေါက်ကလန်ဆိုသည့်အနောက်နိုင်ငံသားတအုပ်ကပြန်လည်ရေးသားထားသောစာအုပ်ဖြစ်၏ကျွန်ုပ်သည်ထိုဆောင်အုပ်၌ပါသည့်မူလဓာတ်ကြီး၅ပါးဆိုသော အခန်းကိုလွန်စွာမှစိတ်ဝင်စားမိလေ၏ကျွန်ုပ်ငယ်စဉ်ကပင်ဖုံးကြီးကျောင်း၌ကြီးပြင်းရသည်ဖြစ်ရာဓာတ်ကြီး၄ပါးကိုသာသိ၏ဓာတ်ကြီး၅ပါးကိုမူကြား၍မျှပင်မကြားဘူးပါတရုတ်တို့၏ဓာတ်ကြီး၅ပါးမှာတတ်ထုတဲ့မီးတဲ့ရေတဲ့ မြေထက်တစ်သားတန်းဟူရဖြစ်၏ရှင်ဟောင်းတရုတ်လူမျိုးတို့၏အဆိုအရထိုတကြီး၅ပါးသည်စัจ java လာ၌စိုးမိုးရှယ်လယ်နေသည်ဟုဆို၏ထိုတကြီး၅ပါးသည်လည်းတဦးကိုတဦးကနိုင်သည်ဆို၏ထို့ကြောင့်မြေတိတက်ကအကြီးအကဲဖြစ်သည်ကိုမူပြော၍မရဟုဆို၏ဥပမာအားဖြင့်တထုဓာတ်သည်မိဓာတ်ကိုချုံ၏ထို့အတူမိဓာတ်သည်လည်းရေဓာတ်ကိုချုံရပြန်၏ ရေတက်ကလည်းမြေတက်ကိုလက်မြောက်ရ၏မြေတက်ကလည်းတက်သားတက်ကိုဆရာတင်ရ၏နောက်ဆုံး၌တက်သားတက်သည်လည်းအစာဦးစွာ အရှုံးပေါ်ခဲ့သော အရှုံးသမားကြီးတတ်ထုတက်ကိုဒူးထောက်ရသည် ဆို၏ထို့ကြောင့်ဓာကြီး၅ပါးသည်တဦးကတဦးကိုနိုင်နေ၏ထို့အတူတဦးပြက်လျင်လည်းအလုံးစုံပြက်ကုန်၏ဟုဆို၏ဤရချက်ကိုတရုတ်လူမျိုးတို့သည်စေပညာ၌လည်းအသုံးပြုခဲ့လေ၏ တတုဓာတ်ကိုအဆုတ်ဟုသတ်မှတ်၏ရေဓာတ်ကိုကြောက်ကန်းဟုသတ်မှတ်၏တက်သားဓာတ်ကို အသေးဟုသတ်မှတ်၏မီးဓာတ်ကိုနှလုံးဟုသတ်မှတ်၏မြေဓာတ်ကိုအူမာကြီးဟုသတ်မှတ်၏ထို့ကြောင့်တစုံတရောက်သောသူသည်အူမာကြီးဟုဆိုအပ်သော အစာအိမ်နှင့်ပတ်သက်သည်မြေကြီးတက်ချုံရင်းပါက၎င်း၏အဆုတ်သည် ကောင်းစွာအလုံးမလုံးနိုင်တော့ပေ ထိုအဆုတ်သည်ဟူသောတတုဓာတ်အလုံးမလုံးပါက ရေတက်သည်ဟူသော ကြောက်ကတ်သည်လည်းကပ်ဖက်လှုပ်လာလေတော့၏ထိုကြောက်ကတ်သည်ကတိကပ်ဖက်လှုပ်လာသောအခါ၌တက်သားထက်သည်ဟူသောအသေးသည်လည်းမာကျော်ခတ်ထန်လာ၏ထိုအခါမိထက်သည်ဟူသောနှလုံးသည်လည်းမာကျော်ခတ်ထန်လာ၏ထိုနှလုံးရက်လျင်က လူဘဝကြီးအဆုံးသက်ရပေတော့၏ထို့ကြောင့်၎င်းလူမျိုးတို့သည်ဤသို့လည်း၌၌ချိုချိုကြံစားထားတဲ့ကဲ့သို့ အသက်ရှည်ရာရှည်ချောင်းကိုလည်းလွန်စွာအလေးအနက်ထား၍ကြံစားခဲ့ဖူးချောင်းကိုစာအုပ်စာတမ်းပေါင်းများစွာ၌ဖတ်ရှုခဲ့ရဘူးလေ၏လွန်စွာအသက်ရှည်သောတရုတ်အဖိုးအိုပေါင်းများစွာကိုလည်းကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့ရဘူး၏ကျွန်ုပ်၏ဆရာအိုးခွန်ဒီပင် လူလောက၌ပြင်းရင်ညင်းငွေ့သည့်အထိနေသွားခဲ့လေ၏ကျွန်ုပ်သည်စာအုပ်အတွင်၌နင်းမြုပ်နေစဉ်ကျွန်ုပ်၏အိမ်ရှိသို့မော်တော်ကားတစ်စင်းလာ၍ဆိုင်လေ၏ ထို့ကြောင့်ကျွန်ုပ်သည်ဇပွဲပေါ်မှနာရီကလေးကိုလှမ်း၍ကြည့်လိုက်ရာညာ၁၇နာရီ၁၀မိနစ်ပင်ရှိပြီဖြစ်ကြောင်းတွေ့ရလေ၏ထို့ကြောင့်တကောင်နာကပ်၍လာသောရွှေဧည့်သည်ကဘယ်လိုအမျိုးဘဲဒေဝတာဖြစ်ကြောင်းသိလိုသဖြင့်လေပင်ကိုဆန့်ထုတ်၍လှမ်းမြော်ကြည့်လိုက်လေ၏ထို့အခါ၌ဒဂလတ်တိုက်ပုံအင်းကြီးနှက်ပြရောင်ရှက်ဖြူပလေကတ်လုံးကြီးစသည်တို့ကိုအချိုးအကျဝစ်ဆင်ထားသောအသက်၄၀ကျော် ဥပရိယတန့်ပြန့်တဲ့လူတို့ဦးဖြစ်ကြောင်းကိုတွေ့ရလေလေရင်ကျွန်ုပ်ကနာယီကိုတစ်ချက်ထပ်မံကြည့်၍အင်္ဂါဝိဇာအခါကိုစဉ်းစားရာတောမာဟူသောအင်္ဂါဖြစ်ကြောင်းကိုတွေ့ရလေ၏ထို့ကြောင့်အင်္ဂါဝိဇာတဘော၌တလင်းလာနံငွေအရှိခยีစသောပရိယများခိုက်နေသည့်လူဖြစ်ကြောင်းကြိုတင်ခံမှန်းထားလိုက်လေ၏ထိုအခါထိုလူကဆရာမင်းသိခခမရအရေးကြီးတဲ့ကိစ္စရှိတော့ဝင်ခွင့်ပြုပါ ပြောလေ၏ထိုအခါကျွန်ုပ်ကလည်းဝင်ခဲ့ပါဗျာဟုခွင့်ပြုလိုက်လေ၏ထိုသူကလည်းကြောင်တကောင်ဤရှေလုံတန်မျိုးဖြင့်အတန်မမြည်စေပဲကျွန်ုပ်စီတို့ရောက်လာလေ၏ထို့နောက်ကျွန်ုပ်အနီးမှ ခွေးရှည်တွင်ဝင်၍ထိုင်ရင်ကျွန်တော်နာမည်ကျော်ခိုင်တို့ခေါ်ပါတယ်ဟုပြောလိုက်၏ထို့ကြောင့်တနင်္လာကျိုးတေရှာပေါက်ခိုက်နေကြောင်းထမှန်၍တတိပြုမိပြန်နေတော့၏ဆိုပါဗျာဟုတ်ကျွန်တော်ကပြော၍ ၎င်းအတွက်ရေနွေးကြံတစ်ခွက်ငှက်ပေးလိုက်လေ၏လူတယောက်ကိုအရေးတကြီးလက္ခဏာဖတ်ဖို့ပြောရတာဘလောက်အရေးကြီးနေတယ်ဆိုတာတော့ဆရာအနေနဲ့သိနိုင်ပါတယ်အဲ့ဒီတော့ဆရာရဲ့အများဆုံး like ခဲ့ပါလက္ခဏာဖတ်ခါကိုတော့ဆရာပါဇက်တဲကထွက်တဲ့ကဏန်းကိုပဲကျွန်တော်ပေးရှိပါမယ်အားမနာပါနဲ့ဆရာရဲ့လူတယောက်ရဲ့ဆန္ဒကိုဖြည့်ချင်လို့လို့ပါဟုကိုကျော်ခိုင်းဆိုသူကပြော၏နေသားမောင်ကိုကျော်ခိုင်းရဲ့ကျုပ်ကဘဲကိုလိုက်ရမှာတော့ ဟိုကျွန်တော်ကပြန်၍မေးလိုက်လေ။ကြိုက်ခစံဘက်ကိုပါဆရာအတွက်ဘာမှစိုးရင်တရားမရှိပါဘူးဟုပြောလေ။ကျုပ်မကြောက်တတ်ပါဘူးမကြောက်တတ်ဘူးဆိုတာကလည်းအကြောင်းရှိတယ်လေ။ကျုပ်လိုလူကိုဘယ်လိုလူမျိုးကမှ ပြန်ပြီးဆွဲမှာမဟုတ်ပါဘူး။မလိုက်တဲ့ဘက်နဲ့ခေါ်သွားပြီးအန်ဒီရဲ့ပေးမဲ့လူမျိုးလည်းကျုပ်မှာမရှိပါဘူး။အဲ့ဒီတော့ကျုပ်လိုက်မယ်။ဟုတ်ပြောကကျွန်တော်ဒီလက္ခဏာအကြည့်တော့မှန်ဘလူးကိုယူ၏။ကိုအင်းကြီးကိုထပ်၍ဝတ်၏။ ထို့နောက်ထိုသူမမြင်အောင် မြေပြူတော့9000ခန့်ကို ကုတ်အင်းကြီးအဲ့အတွင်းသို့ထည့်လိုက်။ပြီးလည်းရင်စိကလပ်ဘူးတခုထည့်လိုက်လေ။ထို့နောက်ကျွန်ုပ်လည်းမင်းများကိုညှိ၏။တကားကိုတော့ပိတ်၏။ပြီးလည်းရင် ထိုသူဤကားပေါ်သို့တက်၏။ထိုသူသည် ကားကိုစတင်မောင်းရင်းကျေးဇူးတင်လိုက်တာဆရာရဲ့။ကျုပ်လည်းလူတော်ဦးရဲ့ဆန္ဒကိုဖြည့်ရတဲ့အတွက်ဝမ်းသာလှတဲ့ဗျာ။ဟုပြောလေ၏။ ကျွန်ုပ်ဒီထိုသူအားတစုံတရာပြန်လဲပြောဆိုခြင်းမပြုတော့ပဲစိက္ခရကိုတောက်ရင်လက္ခဏာဆရာအဖြစ်ဖြင့်အတ္တမိုးရန်ကြောင့်ပြုရတော့ကျွန်ုပ်၏အကြောင်းကိုပြန်လဲစဉ်းစားမိလေ၏ကိုကျော်ခိုင်မှမူကျွန်ုပ်အားအနှောက်အယှက်မပေးလိုသောကြောင့်ကားကိုသာမောင်းနေတော့၏တာမွေအဝိုင်းကြီးသို့ရောက်လျင်ပင်လမ်းမီများပြတ်နေပြီဖြစ်သည့်ဖြင့်အမောင်အတိကြွေနေလေတော့ဤကိုကျော်ခိုင်ဒီကားမောင်းကျွမ်းကျင်လူဖြစ်ဤဂျိုင်းများကိုကျွမ်းကျင်စွာခြောင်၍မောင်းနေဤ တာမွေသိန်းချမ်းကိုလွန်သောအခါ၌ကိုကျော်ခိုင်ကဆရာစိတ်တော်မရှိပါနဲ့ဗျာဒီနေရာကနေဟိုဘက်ကိုဆက်လိုက်တောက်ခွင့်မပေးနိုင်တော့ဘူးဘာကြောင့်လဲဆိုတော့ဆက်လိုက်တို့ကိုမပြစ်စေချင်လို့ပါအဲ့ဒါကြောင့်အခုတောက်နေတဲ့ဆက်လိုက်ကုန်ရင်မတောက်ပါတော့နဲ့ဆရာပြီးတော့ဆရာအိတ်ထဲကဆက်လိုက်ဘူးကိုလည်းကျွန်တော်ခဏအထားပါကျွန်ုပ်ဤကိုအင်းကြီးအတွင်မှာဆက်လိုက်ဘူးကိုနှိုက်တဲ့ဖြင့် ကျွန်တော်ဒီ၎င်း၏အနိုင်ကိုမခံတော့ပဲကျွန်တော်ကိုယ်တိုင်ကြပြကြရနှိုက်၍ပေးလိုက်လေတော့ဤထို့နောက်ထိုးသူသည်ကားကိုခက်တရက်သည်စိတ်တော်မဆိုးပါနဲ့ဆရာရဲ့ဟောဒီပဝါလေးနဲ့ဆရာမျက်စိကိုခဏလေးစီးခွင့်ပြုပါဟုပြောလေဤထို့သူပြောလိုက်ရင်းနဲ့ပင် မော်တော်ကားအတွင်မီးကိုဖွင့်လိုက်လေဤထို့ကြောင့်ကျွန်ုပ်သည်ကိုကျော်ခိုင်၏မျက်နှာကိုအသေးစားသွားကြည့်လေဤထိုအခါကိုကျော်ခိုင်က၎င်း၏အိတ်အတွင်းမှာ ကနုကမာရိုးတက်ထားသောရှောက်လုံးပြူကလေးကိုထုတ်၍ဆရာကစုံတော်ဝတ္ထုတွေရေးနေတယ်လို့ကျွန်တော်တနက်ကလေးအကြောင်းကိုပြောပြရအောင်မယ်ကျွန်တော်အင်တာအောင်တော့ကကျွန်တော်ရှိသူကကျွန်တော်ကိုလက်ဆောင်အဖြစ်ဝယ်ပြီးပေးတာခုဆိုကတနက်ကိုဓာတ်ပုတ်ပေါ်သို့တင်လိုက်ကိုကျော်ခိုင်းဒီကျွန်တော်မလုပ်ချင်သောအလုပ်ကိုကျွန်တော်အားတိမ်မွေးစွာတနက်ကိုပြ၍ပြုလုပ်ခိုင်းနေပြီဖြစ်၏ထို့ကြောင့်ကျွန်တော်ကရပါတယ်ကိုကျော်ခိုင်း ဟုတ်ပြောပြလိုက်ရင်ကိုကျော်ခိုင်က စိတ်မဆိုးပါနဲ့ဆရာရဲ့ဟုတ်ဆိုကကျွန်ုပ်ရဲ့မျက်နာကိုပဝါနက်ကလေးဖြင့်စီးလိုက်လေတော့ဤပြီးလိုက်ရင်မော်တော်ကားအတွင်းမီးကိုပိတ်၍မော်တော်ကားကိုဆက်လိုက်၍မောင်းနေလေတော့ဤ၎င်းကိုကျော်ခိုင်သည်ကျွန်ုပ်ကိုကောင်းစွာစိတ်ချသွားပြီဖြစ်၍ဂယုမဆိုင်တော့ပဲမော်တော်ကားကိုသာဂယုဆိုင်မောင်းလေတော့ဤထို့ကြောင့်ကျွန်ုပ်သည်လက်ဝဲဘက်ကုံအင်းကြီး၌ထည့်လာသောမြေပြူတောင်များကိုရှိုး၍မော်တော်ကားပြတင်းပေါက်မှ ဆသွားလေ၏မော်တော်ကားကွေတိုင်းကျွန်ုပ်သည်မြေပြူတောင်များကို ရှားပြစ်အောင်ရှား၏တာမွေလေးကိုကြော်ပြီးနောက်မော်တော်ကားသည်အကွေ့အကောက်များများလာလေတော့၏နောက်ဆုံးတွင်ရှံဝင်းတကားကြီးတစ်ခုဖွင့်တန်ကြပြီးနောက်မော်တော်ကားကိုရှံတချံအတွင်းသို့ ဝင်သွားကြောင်းသိရလေ၏ကိုကျော်ခိုင်သည်မော်တော်ကားကိုရက်လိုက်ပြီးနောက်ကျွန်ုပ်အားတကားလာဖွင့်ပေးပြီးလည်းရင်ကျွန်ုပ်၏ပခုံးကိုကင်၍အိမ်အတွင်းသို့တွဲခေါ်သွားလေ၏ အိမ်တွင်းတို့ရောက်လျင်ကိုကျော်ခိုင်ကအေးတယ်မိတွေကပြက်သွားတယ်ဆရာဟုဆိုကာကျွန်တော်ဤမျက်နှာ၌စီးထားသောပဝါကိုဖြည့်ပေးလေ၏ထိုအခါကျွန်ုပ်အခန်းတွင်းတို့ကြည့်လိုက်ရာလက်ဆွဲမှတ်အင်္ဂလိပ်ထွန်းထားကြောင်းတွေ့ရလေ၏လက္ခဏာကြည့်ပေးရမယ့်သူကဟိုဘခန်းမှာဆရာရဲ့ဟုကိုကျော်ခိုင်ကဆိုလိုက်ရာကျွန်ုပ်သည်ဇပွဲပေါ်မှာမှတ်အင်္ဂလိပ်ကိုကောက်၍ခြင်လိုက်လေ၏ထို့သောကောက်ခြင်လိုက်ခြင်းမှာကျွန်ုပ်တွမ်းရမည်လမ်းအတွက် ကျွန်ုပ်စိတ်ကြိုက်အလင်းရောင်ရရှိနိုင်ရန်ဖြစ်သည့်အပြင်ကိုကျော်ခန့်အနေနဲ့ကျွန်ုပ်အားရံမူလာပါကလည်းထိုမှန်အိမ်ကိုပင်ကျွန်ုပ်အဖို့အကောင်းဆုံးလက်နက်အဖြစ်နဲ့အသုံးချရန်ဖြစ်၏စိတ်ရပါဆရာရဲ့ဆရာကိုကျွန်တော်ရံမမူပါဘူးဟုကိုကျော်ခန့်ကပြောလေ၏ထို့နောက်ကိုကျော်ခန့်နဲ့ကျွန်ုပ်သည်ရှုပ်ထွေးပွေလီသော အခန်းတစ်ခုကိုဖြတ်၍အိမ်ခန်းတစ်ခုစီသို့ရောက်သွားလေ၏ထိုအခန်းသို့ရောက်သွားသည်နှင့်တစုံတစ်ယောက်၏ညီးတံကိုကြားရသဖြင့် ကျွန်ုပ်ဒီမှန်အိမ်ကိုမြောက်၍ကြည့်လိုက်ရာဂဒင်ပေါ်တွင် ပက်လက်လန်လျက်ဝေဒနာတစ်ခုကိုမရှုမလခံစားနေရသောလူတယောက်ကိုတနာစပွဲတွေ့မြင်ရလေ၏ထို့ကြောင့်ကျွန်ုပ်ဒီဂဒင်အနီးစပွဲပေါ်၌မှန်အိမ်ကိုတင်ထားလိုက်လေ၏ထို့နောက်ကိုကျော်ခိုင်ကကဲဆရာမင်းတေကအဲ့ဒီဂဒင်ပေါ်ကဝေဒနာတွေကတော့မောင်မိုးကောင်းလို့ခေါ်တယ်သူ့အကြောင်းဆရာကိုကျွန်တော်ဘာမှမပြောခဲ့ကြအောင် သူယုံကြည်အောင်တစ္ဆာပြုလိုက်ပါပြီးတော့သူ့လက္ခဏာကိုဖတ်ပြီးဟောပေးပါဆရာရဲ့ဆရာကိုဘာကြောင့်တစ္ဆာဆိုခိုင်းရတယ်ဆိုတော့ဆရာနဲ့ကျွန်တော်လမ်းမှာစီဝါရိုက်ပြီးလာတယ်လို့မထင်အောင်ပေါ့ဆရာရဲ့ဟုတ်ပြောလေထို့ကြောင့်ကျွန်တော်ဒီရှေးဘရင်မင်းမြန်များအခြေတွင်တစ္ဆာတော်ခန္တီဂျိန်သာအတိုင်းဂျိန်လိုက်လေမတ်ချက်ထို့တစ္ဆာတော်ခန္တော်ဂျိန်သာကိုလူငယ်လူရွယ်များကြားဖို့မြင်မဟုတ်တဲ့ဖြင့် အတိအကျရေးသားဖော်ပြလိုက်ပါသည်စာရေးသူမကြင်ယွင်းတွေဖောက်ပြန်ချေတော့လေးတင်ရှင်နဲ့ကဘာတသိန်းတွက်ကိန်းပြေထလုံလတဲစွာဒါနပါရမီတီလပါရမီနေခိမပါရမီပညာပါရမီဝရိယပါရမီခန္တီပါရမီ သစ္စာပါရမီအဋိဋ္ဌံပါရမီမေတ္တာပါရမီဥပိ္ပခာပါရမီ ပါရမီ၁၀ပါးအပြား၃၀ကိုဖြည့်၍ပြေထကျင့်တော့ ဖျားသခင်ကိုတော်မြတ်ကိုစောင့်တော်နဲ့လေတိုက်၍မနေသေးစေတော်ဟုလေတွားတော်40ဆွဲတော်၄ချောင်းညှက်ရိုးတော်၂ချောင်းဓာပေါင်း၈တရွတ်ကိုစောင့်တော်နဲ့လေတိုက်၍မနေသေးတော်ဟုစေလက်ရရန် ရှင်သာရိပုတ္တရာလက်ဝဲရန် ရှင်မောကလန်စတော်အတိတိရှစ်ကြိတ်သောယဟန္တာမြတ်တို့ဤဓာတ်တော်မွေတော်ကိုစောင့်တော်နဲ့လေတိုက်၍မနေသေးတော်ဟုစေ ထိုမတပါမင်းနံသူချင်းချင်းထုံးနဲ့ဆင်းသည်ထဲမိစားတို့တစတစတိုစီတော့ထိုအခါကိုကျော်ခိုင်းကလုံလောက်ပါပြီလေဆရာရင်ဟုပြောလိုက်ရာအဲ့ရပေါ်၌ဝေဒနာခံစားနေရတော့မိုးကောင်းဆိုသောလူငယ်ကခေါင်းကိုအသာဆက်၍ကျေနပ်ကြောင်ပြလေ၏ထို့ကြောင့်ကျွန်ုပ်သည်အဲ့ရပေါ်၌ဆန့်ထုတ်ထားသော လက်ကိုဖြန့်၍မှန်အိမ်မီးစာကိုတင်ပြီးလည်ရင်မှန်ဘလူးဖြင့်လဝါးပေါ်မှလမ်းကြောင်းများကိုကြည့်ရှုမိလေတော့၏ ထို့သောကြည်လိုက်သည်နှင့်လည်းပြန်နေ၎င်း၏လက်တန်းထိတ်တွင်မဲနှံ့သောမှဲကလေးတစ်လုံးကိုတွေ့ရလေတော့၏ထို့ပင်ပီတလေခါဆိုသောအိုးကောင်းလမ်းကြောင်းပေါ်၌လည်းအနတ်ဆက်ကလေးတစ်ဆက်ကိုတွေ့ရလေ၏ထိုအနတ်ဆက်ကလေးမှာလည်းလက်ကလည်းဤအောက်တက်တဲနာရှိနေသောကြောင့်စနေဂျိုခုံနှင့်ပတ်သက်နေကြောင်းသိရလေတော့၏ထိုအချက်မှာအစိတ်အသိဉာဏ်အတတ်သေးစိုးရင်ရသော အမှန်အတားဖြစ်ကြောင်းကိုကောင်းစွာသဘောပေါက်ပါသည် ကျွန်ုပ်ဒီကိုကျော်ခိုင်ဘက်တို့လှဲ့ကဒီမိတ်ဆွေပြင်းထန်သောအစိတ်မိသားတယ်ဗျာဟုပြောလိုက်လေဤထိုအခါကျွန်ုပ်ဒီ1934ခုဒီဇင်ဘာလအတွင်း၌ဆန်ယာ၌အဆက်ကိုတောက်ပြကမိမိကြည်စင်တကူမေးလျော့သွားကြောင်းရန်ကုန်မြို့၌အသက်ဆုံးရှုံးသွားရချသောနရသိန်ကစွာမီးဆိုသည့်ယောဂီကြီးကို အမှတ်ရမိလေဤထိုယောဂီကြီးသည် အတိုင်းတိုင်းအပြေပြေလှဲ့၍ အစိတ်အမျိုးမျိုးတောက်ပြခဲ့သူဖြစ်၏ကာလာကရာတက္ကသိုလ်၌အစိတ်တောက်ပြပြီးနောက်ရန်ကုန်မြို့သို့ရောက်လာပြီးနောက်အစိတ်တောက်ပြခဲ့သူဖြစ်၏ဤသို့အစိတ်တောက်ပြတော်လဲထိုယောဂီကြီးအဖို့အစာအိမ်တန်ရှင်းသော လေ့ကျင့်ခန်းကိုလုပ်သည်ဆို၏ထိုလေ့ကျင့်ခန်းမှာပတ္တိအရှိကိုရေစိမ်၍တဖြည်းဖြည်းမြိုချရာ၏အစာအိမ်အတွင်းသို့ပတ္တိအစာရောက်သွားသောအခါတွင်တဖန်ပြန်၍ဖြင်းညင်းစွာဆွဲထုတ်ရာ၏ ထိုပတ်တီးကိုရေဆင်၍ပြုလုပ်ရ၏ထိုသောပြုလုပ်သည်ကိုဒိုတီကရိယာဟုခေါ်သည်ထို့နောက်၎င်း၏တန်ရောစဉ်လမ်းကြောင်းကိုစစ်ဆေးကြည့်ရာကျိုးများပေါ်နေသည့်အပြင်လက်ညိုးနှင့်လက်ကလေးအောင်၌တွန်ကွေးကောက်နေသည်ကိုတွေ့ရပြန်၏ထို့ပြင်ထင်ရှားသောတောက်ကြကပတ်ရှိသောကြောင့်ဘောင်မိုးကောင်းဟာအရှိရေအထူးသဖြင့်အိမ်ဆောင်ရေးမှာအကြောင်းမဲ့တဝင်းတုံမှုတွေဖြစ်လိမ့်မယ် ပြီးတော့သူ့ရဲ့အိမ်တော်ရဲ့လမ်းကြောင်းဟာလည်းအောက်ဘက်ကိုကိုေးဆင်းနေတယ်။တောက်ကြဂျိုကုံကဖြတ်နေတဲ့လမ်းကြောင်းတစ်ခုဟာလည်းအိမ်တော်ရဲ့လမ်းကြောင်းအထိထိုးပေါက်နေတယ်။ဒီအချက်ဟာအိမ်တော်ရဲ့မှာမိမဘက်ကဆွေမျိုးဝင်ရောက်နှောက်ယှက်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းကြောင်းဟာတိတ်ပြီးမထင်ရှားဘူး။တကယ်မနှောက်ယှက်ပါပဲလျက်မောင်မိုးကောင်းကနှောက်ယှက်တယ်လို့ထင်နေတာလည်းဖြစ်နိုင်တယ်။အဲ့ဒီတော့မောင်မိုးကောင်းဟာမိမိဇနီးတဲ့ကို တစုံတယောက်သောသူနဲ့အထင်လွဲနေလိမ့်မယ်။အဲ့ဒီတစုံတယောက်သောသူဟာဇနီးတည်းရဲ့ဆွေမျိုးဖြစ်လိမ့်မယ်။အဲ့ဒါလို့ဆွေမျိုးတဦးနဲ့အထင်လွဲပြီးကြိတ်မနိုင်ခဲမရစိတ်ဟာမိမိအတတ်ကိုမိမိလောက်ကျန်တဲ့အထိဖြစ်သွားလိမ့်မယ်။ဟုလှုပ်ခနဲ့ပြွတ်လိုက်ပြီးနောက်ကျွန်ုပ်ဒီတစုံတစ်ခုကိုတတိယတဖြင့်တိခံပါမောင်မိုးကောင်ကျုပ်ရဲ့နောက်ဆုံးကောက်ချက်ဟာတလွဲတလျှော်ဖြစ်သွားတယ်။မောင်ရင်ဟာကိုကိုကိုတတ်မသေးပါဘူး။မောင်ရင်ရဲ့လက်မဟာ ဒီလိုတက်တေလောက်အောင်တက်တည်နေတဲ့လက်မမျိုးမဟုတ်ပါဘူးအစိတ်ကိုစေးနဲ့မာပြီးတောက်တာဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့မောင်ရင်လက်တန်းထိတ်ကမှဲ့ကလေးပါနေတယ်လေပြီးတော့အဲ့ဒီအตาရပိုင်းချားလောက်မှာအတက်လန်းချောင်းဟာပြက်နေတယ်။ဟုတ်ကျွန်တော်ပြောလိုက်လေရင်မောင်မိုးကောင်းဒီကျွန်ုပ်အားကြိုးစား၍လက်အုပ်ရှိလိုက်ပြီးကိုကြော့ခိုင်အား Goodbye ဟုတ်နှုတ်ဆက်ခါငြိမ်ကြသွားလေတော့ဤကျွန်ုပ်ဒီ မောင်မိုးကောင်း၏မျက်နာကိုလှမ်း၍ကြည်လိုက်၏သူ၏မျက်နာသည်တန်တရာများကင်းစင်၍သွားသောကြောင့်တကယ်ဒီကြည်လင်နေ၏တေသွားရခြင်းကိုပင် ကြည်ကျင်နေနေကြည်ရှိသွားဟန်တူ၏ထိုအခါကိုကျော်ခိုင်သည်ကျွန်ုပ်အားတဖက်ခမ်းသို့ခေါ်လာပြီးလည်းရင်ဆရာရဲ့ကုသိုလ်ကောင်းမှုကြီးတော့ကြီးကျယ်ပါပြီလေဗျာမောင်မိုးကောင်းတယောက်တန်တရာရှင်းစွာနဲ့ဘဝကူးသွားရှာပြီကျွန်တော်ဟာလက္ခဏာပညာကိုယုံနေတူမဟုတ်ဘူးဒါပေမဲ့ တကယ်တကယ်တတ်ထားတဲ့သူနဲ့တွေ့ရင်တကယ်အားကိုးလောက်တဲ့ပညာပါပဲဗျာကဲဆရာနဲ့ပြန်ပို့ရအောင်မယ်အားမနာပါနဲ့ဆရာရဲ့ကျွန်တော်တို့ကတတ်နိုင်တဲ့သူတွေပါမောင်မိုးကောင်းအနေနဲ့လည်းအတော့ကိုချမ်းသာပါတယ်ဆွေကြီးမျိုးကြီးတဲ့ကပါပဲဆရာရဲ့ညာပူဇော်ကကို အမိန်ရှိပါဟုပြောလိုက်ထို့အခါကျွန်ုပ်ကကျိုးအိမ်မှာလာချင်းရင်ဈေးနှုန်းကတမျိုးပေါ့ဗျာ ဒါပေမဲ့အခုကိစ္စကကျုပ်ကိုယ်တိုင်အထူးစိတ်ဝင်စားတဲ့ကိစ္စဖြစ်နေတော့ကျုပ်ကတော့ပြန်ပေးလိုက်ရှင်သေးတယ်။ညာပူဇော်ကအဖြစ်ငွေဘလောက်ပေးလို့မှကျင်းနေနိုင်မှာမဟုတ်ဘူး။ကျုပ်ကိုလေးစားတယ်ဆိုရင်ဘိုးကျော်ကခမရဘသူတော်တေသွားတဲ့မောင်မိုးကောင်းဆိုတာဘသူတော်ဘာဖြစ်လို့အစိတ်တောက်တာတော့အဲ့ဒါကိုပြောပြရင်ပဲညာပူဇော်ကပေးတာထက်ကျင်းနေပါလေ။အဲ့ဒါကိုပြောမပြနိုင်ဘူးဆိုရင်တော့ကျုပ်ကဒီအတိုင်းငုတ်တုတ်ထိုင်နေမဲ့လူမျိုးမဟုတ်ဘူး။ ။ဘာဖြစ်လို့လဲဆိုတော့ဥပဒေနဲ့မကင်းဘူးလို့ယူဆလို့ပဲ။တကယ်လို့ခမည်းမအပြစ်ရှိတယ်ဆိုရင်လေခမည်းဂုတ်ကိုဖမ်းကင်ပြီးဥပဒေနဲ့မျက်နှာရှင်းဆိုင်ပေးရမယ်။ခမည်းအိတ်ထဲကကနုကမာယိုတတ်ထားတဲ့ရှောင်းလုံးပြူလောက်ကိုကြောက်မဲ့လူသားမျိုးတွေမှာကြုတ်မပဘူး။ခမည်းဟာအမိဘမျိုးရိုးအစင်ဆက်ဗမာဖြစ်တယ်။မြမသွေးလေခမည်းကိုယ်ထဲမှာပြည့်ပြည့်စုံစုံရှိနေတယ်ဆိုရင်တတိရှိရှိအမှန်ကိုဖွင့်ပြောပါဒီလိုဖွင့်ပြပြောနိုင်မှုဆိုရင်လေတရားတက်ဖြင့်ရှင်ပြန်တိုက်ခိုက်ဖို့ ခမ ्या ကိုစိန်ခေါ်တယ်။ဟိုကျွန်တော်ကပြောလိုက်ရာကိုကျော်ခိုင်သည်အဲ့ရတွင်းမှာနိုင်ငံခြားစီးကရက်ဘူးကိုထုတ်၍စီးကရက်တလေးကိုနှာယူမေးညှိဖွားရင်ခမ ्या ချင်းမှာလက္ခဏာဆရာနှစ်ယောက်နဲ့မိုးကောင်းကိုခေါ်တွေ့ပေးပြီ။အားလုံး9000ကျည်ယူပြီးပျော်ရွှင်ချမ်းမြေ့စွာနဲ့ပြန်သွားကြပြီ။အခုလောက်ဆိုရင်သူတို့မိန်းမတွေနဲ့သူတို့ငိမ့်ချမ်းစွာအိတ်ဆက်အနားယူနေကြပြီ။ခမ ्या မှာတော့သူတို့လိုအနားယူအိတ်ဆက်ဖို့ဇနီးသားမရလည်းမရှိချာ။ မိဖို့ဘေးမှာစာအုပ်နဲ့တငုတ်တုတ်တုတ်တဆေရုပ်ပေါက်နေချပါကောလားဗျာဒီကြားထဲခမည်းရင်ဘက်ကကြည်စံကိုတောင်းနေတယ်ခမည်းရဲ့ပညာကိုတော့လေးစားပါတယ်ခမည်းရဲ့ခေါင်းမာတဲ့စိတ်ဓာတ်ကိုတော့ခွင့်မလွတ်နိုင်ဘူးအဲ့ဒီတော့ဟောဒီမှာခမည်းအဲ့အတွက်ညံပူဇော်ကကိုယူပါရှေးကလူတွေထက် ခမည်းကို အများကြီးပိုပေးထားတယ်လို့ပြောလိုက်လေဤကျုံမယူဘူးကျုံရဲ့ညံပူဇော်ကဟာအဖြစ်အပျက်ကိုတီးဖို့ပဲငွေမဟုတ်ဘူး မွေဟာလက္ခဏာဟောမှရတာမဟုတ်ဘူးကျုပ်တခြားအလုပ်တွေအများကြီးလုပ်တတ်တယ်အဲ့ဒါတွေမလုပ်ပဲလက္ခဏာဟောနေတာကဟောရှင်တို့ကိုဟောနေတာမွေရဲ့အကြောင်းတော့ခမရလာမပြောနဲ့ကျုပ်ကမချမ်းသာပေမဲ့မွေကိုအထင်ကြီးတဲ့အထက်မှာမပါဘူးဒီမှာကိုကျော်ခိုင်ခမရပေးတဲ့ငွေလောက်ခမရကိုပြန်ပေးမယ်တိကျင်တာမတိရတဲ့စိတ်ကလူကိုအတော်ဒုက္ခပေးတယ်။ကျုပ်ကအဲ့ဒီဒုက္ခကိုမခံချင်ဘူး။အဲ့ဒီတော့ဒီကိစ္စမှာအသက်ကို လောင်းချေး သဘောထားရမှာပဲကျွန်ုပ်ဒီမခန့်ကျင်သောစိတ်ဖြင့်ခတ်မှမှပြန်ပြောလိုက်ပြီလေရင် ကျွန်ုပ်ရှိ၌ရှာထားသောငွေဆက်ကူထုတ်ကိုယူ၍လွှင့်ပြလိုက်လေသည်ထိုအခါကိုကျော်ခိုင်သည်အိတ်အတွင်းမှတနက်ကိုထုတ်၍ကျွန်တော်အားရှင်ရွယ်ပြီလေရင်ဝမ်းနေပါလေဗျာဟုပြောလိုက်ချိန်၌ပင်တစုံတစ်ယောက်သည်ကျွန်ုပ်ဤနောက်မှနေ၍ကျွန်ုပ်၏ဦးခေါင်းကို မာကြောသောအရာဝတ္ထုဖြင့်ရိုက်ချလိုက်ရာကျွန်ုပ်၏မျက်စိထဲတွင် ကျေလာနတ်ခတ်တာယာအစုံလင်ပေါ်ပေါက်လာ၍တတိလစ်သွားလေတော့ဤမြေမြကြကြကျွန်တော်တတိလစ်သွားသည်မသိတတိရလာတော့အခါ၌ကျွန်ုပ်သည်လင်းမီးပေါ်အနီး၌ခွေခွေကလေးလဲနေကြောင်းသိရသည် ကျွန်ုပ်၏အနီး၌မူစာအိတ်တစ်လုံးကိုတွေ့ရလေဤထိုစာအိတ်ကိုဖောက်၍ဖတ်ကြည့်ရာ အောက်ပါအတိုင်းတွေ့ရလေတော့ဤဆရာမင်းတိန်ခါခမညာဒီနည်းပဲရှိလို့ဒီလိုပဲလှုပ်လိုက်တယ် ခမားကငွေကိုတန်ဖိုးမထားဘူးဆိုတော့လေခမားလက္ခဏာဖတ်သွားတဲ့အဖိုးအခအဖြစ်ပေးလိုက်တဲ့ငွေကို မထားခဲ့ပါဘူးခမားရဲ့ပညာကိုလေးစားတယ်ခမားရဲ့တတိကိုပိုးပြီးလေးစားတယ်ဒါကြောင့်ဒီအဖြစ်အပျက်ကိုတနေ့နဲ့တစ်ချိန်ချိန်မှာပြောပြမှာပါ မပြောပြသေးခင်အထီတော်သိရင်ခံပါခမရလမ်းမှာရှာခဲ့တဲ့မြေပြူတွေကိုကျုပ်အပြန်မှာအလုံးကောက်သွားမှာပါဒီတော့ခမရညကရောက်ခဲ့တဲ့နေရာကို ပြန်မေချဖို့မစင်းစားပါနဲ့လေးစားလျက်ကြော်ခိုင်ကျွန်ုပ်ဒီထိုးစားကိုဖတ်ပြီးနောက်တောက်တဲ့ချက်ခေါက်လိုက်ကိုကြော်ခိုင်လာခြင်းကအင်္ဂဝိဇာပညာအရာတင်းလာဆိုင်နေခြင်းမှာကိုကြော်ခိုင်အတွက်တာမဟုတ်ကျွန်ုပ်အတွက်ပါအကျုံးဝင်ကြောင်းတတိမပြုမိခဲ့ခြင်းဖြစ်၏တင်းလာဆိုင်နေသဖြင့်ကျွန်ုပ်ဒီငွေလဲမရပဲထို့အပြင်ခေါင်းလဲနာရ၏အမှန်စင်စစ်အင်္ဂဝိဇာ၌ကြာရောက်သောအခါတည်း ်ဘေဒင်မေးသူအတွက်သာမဟုတ်ဘေဒင်ဟောသူနှင့်ပါတက်ဆိုင်ကြကြောင်းတင်ကန်းစာလှလှကြီးရပြီတော့သည်တပ်ပေတတ်တာကမ္မတကားမင်းတိန်ခဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးမင်းတိန်ခရေးတာတော့ကျွန်ုပ်နှင့်မိုးကောင်းလို့အမိရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့သူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ 今天晚上你跟我妈妈咪阿喽过生日吧，选了下面家巴的开门。